မြေစိမပိတ်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာအောက်တိုဘာ31ရက်တန်မြေစိမပရိုင်းတိုင်းမြေစိမတရင်အစီအစဉ်ကနေကြိုဆိုပါရတဲ့ဒီအစီအစဉ်ကိုကျွန်တော်ခန့်တွေကတာဝန်ယူတင်ဆက်ပေးတော့မှာပါဒီကနေ့တင်ဆက်ပေးမယ့်တရင်တွေကတော့ရခိုင်ပြည်နယ်ပုံနယ်ကျွန်းမြို့နယ်မှာဘုံကျဲခံရတာကြောင့်လေဦးသေဆုံးပြီးတော့အများအပြားဒဏ်ရာရတဲ့မရီယာမှာဆစ်ဆောင်တွေရှိရတဲ့စာတင်ကြောင်းဒီကြောင်းဘုံကျဲမှုလူသေဆုံးထိခိုက်မှုရှိရတဲ့ မိုးကုတ်မြို့ကိုကာကွယ်ဖို့အတွက်ဒေသအခြေစိုက်တော်လင်းတပ်ဖွဲ့ဝင်ဟောင်းတွေကိုပြန်ခေါ်တဲ့တဲ့ဒုက္ခတဲ့လက်ခံတာကိုအနိုင်ဆုံးစံချိန်ခွန်ရောက်900အမေရိကန်တတ်မှတ်တဲ့တဲ့နဲ့ဒီကနေ့အတွက်နောက်ဆုံးရရွှေဈေးနဲ့ငွေဈေးတွေကိုတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာပြန်မဆောင်တဲ့တဲ့ဘုတ်အနေနဲ့ရခိုင်ပြည်နယ်ပုံနယ်ကျွန်းမြို့နယ်မှာစစ်ကော်မရှင်တပ်ရဲလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရတားထိခိုက်ဒေဆုံးမှုများပြားနေပါတယ်ဒီကနေ့အောက်တိုဘာ31ရက်နေ့မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်ကပုံနဲ့ကျွန်းပန်းနီလာကြေးရွာကိုပေါင်း300ဘုံနှလုံးနဲ့တိုက်ခိုက်ခဲ့ရမှာအယသား၄ဦးသေဆုံးပြီးတော့၉ဦးဒဏ်ရာရရှိခဲ့ကဒဏ်ရာရသူတွေထဲမှာအသက်အန္တရာယ်ဆိုရင်ရသူတွေလည်းပါဝင်တယ်လို့ဒေသခံတွေရှိကသိရပါဗျ။မနေ့ကအောက်တိုဘာ30ရက်နေ့ကလည်းပုံနဲ့ကျွန်းမြို့တွေကဘုံ10လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ကြောက်ဖြူမြို့နယ်စင်ချောင်းကုံပွေကြေးရွာကိုဘုံနှလုံးကျဲချရမှာအယသား9ဦးသေဆုံးပြီးတော့10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါဗျ။ အောက်တိုဘာ29ရက်ကလည်းပေါက်တော်မြို့နယ်ဘက်လက်နက်ကြီးပစ်ခတ်မှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့ပါသေးတယ်အေရထုတ်ပြန်ချက်ရ2023ခုနှစ်နိုဝင်ဘာလကစပြီးတော့ရခိုင်တိုက်ပွဲတွေအတွင်းစစ်ကော်မရှင်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်အရတား980ဦးသေဆုံးပြီးတော့2000ကျော်ဒဏ်ရာရရှိခဲ့ပါတယ်ခင်ဗျာမန္တလေးတိုင်းဒေသကမိုးကုတ်မြို့ရဲ့စစ်ရေးအခြေအနေဟာဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကစိတ်ဝင်စားစရာပါ ကျောင်းနိုင်ငံရဲ့ဂျာဝင်စီစံမှုနယ်စစ်ကော်မရှင်တန်တဲ့အပြစ်ခတ်ရစဲခဲ့တဲ့တအန်းတက်မရောချီအန်နယ်ကမိုးကုံမျိုးကနေဆုတ်ခွာမယ်လို့ကြေညာခဲ့ပြီးတဲ့နောက်မိုးကုံမျိုးကာကွယ်ရေးအတွက်ဆိုပြီးဂျိတအခြေဆိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ MGK PDF နဲ့မိုးကုံပြူဟာတို့ကသူတို့ရဲ့တပ်ဖွဲ့ဝင်ဟောင်းတွေကိုပြန်လည်ခေါ်ယူနေပါတယ် MGK PDF ကမိုးကုံမျိုးစစ်ရေးအခြေအသေးကိုလက်တွဲညီညီရင်ဆိုင်ကြော်ဖြတ်ကြဖို့တိုက်တွန်းထားပါသေးတယ် မိုးကုတ်ဗျူဟာရဲ့ထုတ်ပြန်ချက်မှာတော့အကြောင်းမျိုးမျိုးကြောင့်တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုအောက်တိုဘာ31ရက်နေ့ကနေ9ရက်အတွင်းသတင်းပို့ဖို့တောင်းဆိုထားပါတယ်။မြို့သားညီညွတ်ရေးအစိုးရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနရဲ့တရားဝင်တပ်ဖွဲ့ဖြစ်တာကြောင့်သက်ဆိုင်ရာစီမင်းစည်းကမ်းတွေကိုလိုက်နာရမှာဖြစ်ပြီးတမတ်ရက်အတွင်းပြန်လည်သတင်းပို့လာသူတွေကိုတညာထောက်ထားတဲ့မူဝါဒနဲ့အညီစီစစ်ဆုံးဖြတ်ပေးမယ်လို့လည်းဖော်ပြထားပါတယ်။ တမရက်ထက်ကျော်လွန်ချိန်ထိမဆက်သွယ်ဘူးဆိုရင်တော့တပ်ပြေးအဖြစ်ကျင်းညာပြီး MOD ရဲ့စစ်ဘက်ဆိုင်ရာတပ်ပြေးမှုဥပဒေအရပြစ်ဒဏ်ကြခံရမယ်လို့မိုးကုတ်ပြူဟာကတတိပေးထားပါတယ်။တစ်ဖက်မှာလည်း CNL ကစစ်ကော်မရှင်နဲ့အပြစ်ရပြီးထွက်ခွာမယ်လို့ပြောထားပေမဲ့မိုးကုတ်မိုးမိတ်နဲ့မန္တလေးတိုင်းဒေသက NUG တပ်တွေကတော့စစ်ကော်မရှင်တပ်ကိုဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောကြားထားပါတယ်ခင်ဗျာ။ မန္တလေးတိုင်းမရရမြို့နယ်မှာစစ်ဘေးရှောင်တွေခိုးလုံနေတဲ့စာတင်ကျောင်းကိုလေးကျောင်းတိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးထိခိုက်ဒဏ်ရာရရှိရာတွေဖြစ်ပွားခဲ့တဲ့တရင်ဆိုးတပုတ်ကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာ30ရက်နေ့ည7:45မိနစ်အချိန်မှာမရရမြို့နယ်ဝင်းတင်ကုန်းကျေးရွာရှိစစ်ဘေးရှောင်စာတင်ကျောင်းကိုစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံကျဲခဲ့ရမှာ အမျိုးသမီး2ဦးသေဆုံးပြီးတော့9ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့ Wallet Information Network ရဲ့အဖွဲ့တာဝန်ရှိသူကိုထောင်းကပြောပါရယ်ကိုထောင်းရဲ့ပြောကြားချက်အရပေါင်900ဘုံဟာအကြောင်းကိုပြစ်မှတ်ထားကျဲချခဲ့ပေမဲ့လည်းဘေးနားလေခွင်းနဲ့ကြားခဲ့ရမှာဘုံစရီကအကြောင်းဝင်အတွင်အိတ်နေတဲ့ဆစ်ဆောင်တွေကို ထိမှန်ခဲ့တာပါတိတ်ဆုံးသူတွေဟာအသက်16နှစ်အရွယ်အမျိုးသမီးငယ်ဖြစ်ပြီးတော့တရန်ရရှိသူ9ဦးထဲကတအုပ်မှစွန့်ရင်ရတဲ့အခြေအနေဖြစ်ပါရယ်ညာရင်းချင်းကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့ရတယ်လို့လည်းသိရပါရယ် ဝင်းနေကုန်းကြေးရွာဟာတိုက်ပွဲဖြစ်ပွားရာမရှိပေမဲ့လည်းစစ်ကောင်စီတပ်ဟာမရိယာမြို့နယ်အရှေ့မြောက်ဘက်ချမ်းမှာရှိတဲ့ MG1 PDF တင်ထားတဲ့စခန်းတွေကိုပြန်လည်သိမ်းယူဖို့စစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကဆိုပါတယ်။မန္တလေးတိုင်းအတွင်းနေ့စဉ်လေကြောင်းတိုက်ခိုက်တာတွေရှိနေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းရန်ကာကွယ်ရေးအစီအမံတွေလိုက်နာဖို့နဲ့စစ်ရေးသတင်းတွေကိုနားဆွင့်ဖို့တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်ခင်ဗျာ။ လွတ်လပ်တဲ့တရင်ဌာနဗက်စကာရဲ့စုံစမ်းထောက်လန်းချက်အရယူကရိန်းမှာတိုက်ပွဲမဝင်လို့တဲ့ရုရှားစစ်သားတွေကိုရုရှားတပ်မှုတွေကတုတ်တင်ကွက်မြတ်တာတွေနဲ့အသက်အန္တရာယ်ရှိတဲ့စစ်ဆင်ရေးတွေရဲ့ရွေးချက်ရှိရှိဆီလွတ်တာတွေရှိနေတယ်လို့သိရပါတယ်။ The Guardian ရဲ့ဖော်ပြချက်အရလည်းဒီလိုတပ်သွင်းအကြမ်းဖက်မှုတွေဟာဆိုးရွားတဲ့အခြေအနေမှာ ရောက်ရှိနေတယ်လို့ဆိုပါတယ်။ ဖက်စကာရဲ့ဖော်ပြချက်အရလက်ရှိတပ်တွင်းအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးဆွဆွဲခံထားရတဲ့ရုရှားစစ်မှုတန်းတရတဦးရှိပြီးတော့အ ਨੇ စုံရုရှားစစ်သား150ဦးတပ်ဖြတ်ခံရတယ်လို့အတည်ပြုနိုင်ပါတယ်။တကယ်အရေးအတွက်ကတော့ဒီထက်ပိုများနိုင်တယ်လို့လည်းဆိုပါတယ်။ဖက်စကာဟာစစ်မှုတန်းဟောင်းတွေကြာဆုံးစစ်သားတွေရဲ့မိသားစုတွေနဲ့ပေါက်ကြားလာတဲ့ဗီဒီယိုတွေကနေတပ်တွေခံချက်တွေကိုကိုးကားထားတာပါ။တိုက်ပွဲဝင်မှုညှင်းဆန်သူတွေကိုပစ်တပ်ဖို့ လက်မရွံ့ပြစ်ခတ်သူတွေကိုတပ်မူးတွေကခန့်အပ်ထားပြီးတော့အလောင်းတွေကိုမြစ်ထဲမျောချတာမြေမြုပ်တာဒါမှမဟုတ်တိုက်ပွဲမှာကြာဆုံးတယ်လို့မှတ်ပုံတင်တာတွေလှောက်ဆောင်နေတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်တန်ရရတဲ့စစ်သားတွေနဲ့ဆုတ်ခွာလာတဲ့စစ်သားတွေကိုတပ်မူးတွေက drone နဲ့ဖောက်ခွဲရေးပစ္စည်းတွေတုံးပြီးဇီဝိန်ချုပ်ပစ်တာတွေလည်းရှိရလို့ဆိုပါတယ်။ရရှာစစ်တရားရုံးချုပ်ကို2025ခုနှစ်ပထမနှစ်ဝက်အတွင်းရောက်ရှိလာတဲ့တိုင်ကြားစာပေါင်း 2900နီးပါးရဲ့က12000ကျော်ဟာတက်အတွင်းအကြီးကဲရဲ့အပြစ်ပေးခြင်းတွေဆက်ဆက်နေတယ်လို့လည်းထောက်ပြခဲ့ပါရယ်ခင်ဗျာနိုင်ငံသားတကယ်ကိုဆက်လက်တင်ဆက်ပေးပါဦးမယ်ဒုက္ခတဲ့လက္ခဏာကိုအနိုင်ဆုံးစံချိန်8500အမေရိကန်တတ်မှတ်တဲ့တရင်ကို why not to ဂျူချန်းကတင်ဆက်ပေးပါမယ်အမေရိကန်ပြည်ထောင်စုကနှစ်စဉ်လက်ခံမဲ့ဒုက္ခသည်အရေးအတွက်ကိုတည်တည်တသာရှော့ချပြီးတော့အနေဆုံးစံချိန်ကိုရောက်အောင်ရှော့ချလိုက်တယ်လို့ထရမ့်အဆိုရကကြာတာပတင်းလေးကကြေညာပါဗျ။ တောင်အာဖရိကနိုင်ငံကလူပြည်တွေကိုဦးစားပေးမယ်လို့လည်းဆိုပါတယ်။ဒီမူဝါဒအသက်ရာ2026ဗန်ဒါရီနှစ်မှာအမေရိကန်ကဒုက္ခသည်8500ယောက်ကိုကြိုဆိုလက်ခံသွားမှာဖြစ်ပြီးတော့အဲ့ဒီပမာဏဟာဒီမိုကရက်တစ်ပါတီသမရာကြီးဂျိုးဘိုင်တန်လက်ထက်နှစ်ဆင်သသိန်းလက်ခံခဲ့တာထက်အများကြီးလျော့နေနေတာပါ။အောက်တိုဘာလ1ရက်နေ့မှာစတင်မဲ့ဗန်ဒါရီနှစ်မှာလက်ခံမဲ့ဒုက္ခသည်ဥယျာဉ်အများစုကတောင်အာဖရိကနိုင်ငံကလူပြည်တွေဖြစ်ပြီးတော့ သက်ဆိုင်ရာနိုင်ငံတွေမှာတရားမဝင်ဒါမှမဟုတ်တရားမမျှတတဲ့ခွဲခြားဆက်ဆံခံရမှုတွေများနေတဲ့လူတွေလည်းပါဝင်မှာဖြစ်တယ်လို့တမရယုံထုတ်ပြန်ကြရသိရပါဗျ။အဓိကလက်ခံသွားမဲ့သူတွေကတောင်အာဖရိကနိုင်ငံကအာဖရိကနာလူမျိုးတွေဖြစ်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ဇန်နဝါရီလကအာဏာပြန်ရလာပြီးတဲ့နောက် Republican သမ္မတကြီး Donald Trump က ဒုက္ခသည်တွေလက္ခဏာကိုအခြေခံအဖြစ်ရပ်ဆိုင်းခဲ့တာပါဒါပေမဲ့ပရီတိုရီးယားကသူတို့ဟာနိုင်ငံတည်းမှာညှဉ်းပန်းနှိပ်စက်ခံရခြင်းမရှိပါလို့ပြောဆိုနေပေမဲ့လည်းတာအာဖရိကနိုင်ငံကလူပြည်တွေကိုချွင်းချက်ပေးခဲ့ပါတယ်တာဖရိကမှာပထမဆုံးအခြေချခဲ့တဲ့ဥရောပတိုက်သားတွေကဆင်းသက်လာတဲ့သူတွေတာဖရိကမှာပထမဆုံးအခြေချခဲ့တဲ့ဥရောပတိုက်သားတွေကဆင်းသက်လာသူအာဖရိကနာလူမျိုး90မှာပထမအတော့အဖြစ်အမေရိကန်နိုင်ငံမှာအခြေချဖို့အတွက်မေလာတုန်းကရောက်ရှိလာခဲ့ပါရှင် ဆက်လက်ပြီးတော့ကုံတွယ်ရေးစစ်လိုင်းတပိုးမထန်စည်ရေးထရန့်နဲ့ရှီကျင်းပြင်တို့သဘောတူတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ American တမန်တော်နဲ့ထရန့်နဲ့တရုတ်တမန်ရှီကျင်းပြင်တို့ဟာကမ္ဘာစည်းကွက်တွေကိုမတိမငိမ်ဖြစ်စေခဲ့တဲ့နှစ်နိုင်ငံအကြားကုံတွယ်ရေးစစ်ပွဲမှာတင်းမာမှုကိုရောပါစေရေးအတွက်သဘောတူခဲ့ကြပါတယ်။နှစ်နိုင်ငံသဘောတူညီမှုအရာဝါရှင်တန်ကတရုတ်ကုန်ပစ္စည်းတွေအပေါ်အခွန်ကောက်တချို့ ရှော့ချပေးမှဖြစ်တယ်လို့ပေကျင်းကလည်းအလွန်အရေးပါတဲ့မြေရှားတပ်သူတွေဆက်လက်ပေးသွင်းထောက်ပံ့မယ်လို့ကြေညာခဲ့ပါတယ်။ချောင်းနဲ့အတွင်းရှီနဲ့ပထမဆုံးအချိန်တွေးဆမှုကို ကြီးမားတဲ့အောင်မြင်မှုလို့ထရန်ကပြောတယ်လို့တစ်ဖက်မှာလည်းကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံနှစ်ခုအကြားရှင်ပြိုင်မှုကိုဖြည့်ရှင်းဖို့ခေါင်းဆောင်နှစ်ဦးအကြားအရေးပါသောသဘောတူညီမှုရခဲ့တယ်လို့တရုတ်ခေါင်းဆောင်ကပြောပါတယ်။ ရရှိခဲ့တဲ့သဘောတူညီချက်မှာတရုတ်ကပဲပုံနဲ့အခြားလေယာထွက်ကုန်တွေကိုကြီးမားတဲ့ပမာဏနဲ့ချက်ချင်းဝယ်ယူရေးပါဝင်တယ်လို့ထရန့်ကပြောပါတယ်။ဒါအပြင်ဆွေးနွေးမှုတွေအရာတရုတ်ရဲ့မြေရှားတပ်ထုပေးသွင်းထောက်ပံ့ရေးဆိုင်ရာတက်တန်းတိုးနိုင်သောကာလကတနှစ်သဘောတူညီချက်ရရှိခဲ့တယ်လို့အမေရိကန်ခေါင်းဆောင်ကပြောပါတယ်။မြေရှားတပ်ထုတွင်ထွက်တွေကစမှုလုပ်ငန်းအသေးသေးမှာ electronic တက်ဆင်ပစ္စည်းတွေအတွက်အလွန်အရေးပါတဲ့အရာတွေဖြစ်ပါတယ်။ တရုတ်ကအထူးတလဲလွှမ်းမိုးထားတဲ့နယ်ပယ်တစ်ခုဖြစ်တဲ့မြေရှမ်းတပ်ထုတွင်းထွက်တဲ့အပါအဝင်ပို့ကုန်ကန်တချက်တချို့ကိုတနှစ်တာဆိုင်းငံ့သွားမှာဖြစ်တယ်လို့တရုတ်ရဲ့ကုန်သွယ်ရေးဝန်ကြီးဌာနကအတည်ပြုထားပါရယ်ခင်ဗျာထိတ်တန့်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါ ခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစီနဲ့စောင်းစီစီတွေကိုတင်ပြပေးပါမယ်။ဒါရီကတော့မြစ်စမရဲ့ဝိုင်းတော်သားဖြစ်တဲ့ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4080ကျပ်စင်ကာပူ Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1616ကျပ် ပြင်ပပေါင်စီ3156ကျပ်ဥရောပတရူရိုကိုစစ်ကောင်စီတတ်မှတ်စီ2438.63ကျပ်ပြင်ပပေါင်စီ4980ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.84ကျပ်ပြင်ပပေါင်စီ126.89ကျပ်မလေးရှားတဘင်ကိကိုစစ်ကောင်စီတတ်မှတ်စီ900.12ကျပ် ပြင်ပပေါ့စီ989ကျပ်ပေါ့စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခေါရွှေတစ်ချက်သားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စီ59သိန်း9000ကျပ်ပြင်ပပေါ့စီ84သိန်း6000ကျပ်55ဘဲတစ်ချက်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စီ55သိန်း9600 885ကျပ် ပြင်ပပေါင်စဉ်89သိန်း6000ကျပ်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါရွှေစင်းလုံးတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2455ကျပ်ပရီမီယံဒီဇယ်တလီတာကို2960ကျပ်အော်ဒိတ်92တလီတာကို2900 5ချက် Audit 95 delivery ကို2800ချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစသုံးစီစဉ်တို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစာအုပ်စီစဉ်တို့တွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6400ချက်ပြင်ပပေါက်ဈေး1000ချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဇင်းုံတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တန်မြင့်စိမပရိုင်းတိုင်းမြင့်စိမသတင်းအစီအစဉ်ကိုတင်ဆက်ပေးကြတာပါ။ ကျေးဇူးအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်ခန့်ရီကစူးစီးတင်ဆက်ပေးကြပါတယ်မြစ်စမပရိသတ်အစီအစဉ်ကိုနေ့စဉ်တင်လာနေကနေတောက်ကြနေသည့်ည9:00နာရီမှာဆောင်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါဖြစ်ကြပါစေခင်ဗျာ မြစ်စမှာတရင်များဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါကျမတို့ရဲ့လူမှုတိုင်းဝိုင်းမှာကာယင်တွေပြက်စီတဲ့အပြုမှုတွေဘလောက်ထိကြီးစိုးနေလဲ